ူများကလည်းဘလောက်တောင်မရိုင်းမီဘလောက်တောင်ရှုံးပါခဲ့တဲ့မိမအေးဖြစ်လို့လည်းမသိဘူးပေါ့ဒီဘဝမှာဒီလောက်တောင်လူတွေရဲ့အမုန်းခံဒီလူတွေရဲ့အပြောခံဘာမဟုတ်တာမလုပ်ခဲ့တေသာတခြားအိမ်အောင်ဖြစ်စည်းခဲ့အောင်ဘာမဟုတ်တာမှကို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 ဟိုရုံချီသွားနေပေါ့နော်အောင်ဆောင်ဘာမဟုတ်တာမှမလုပ်ခဲ့ဘူးအဲ့အတွက်ဆောင်ကဟိုဆောင်တိုက်ခိုက်နေသူတွေကြောင်းနေတော့ဆောင်နောက်ပြန်ဆုံးမှာမဟုတ်ဘူးကိုမလည်းမကင်းပါဘူးကိုရဲ့အပြောဆိုမကောင်းမကောင်းတာလေးဒီတိုင်းတက်တာလေးဖြစ်မှာပေါ့နော်အဲ့လိုလေးတွေးပါရဲ့ဟုတ်ဟုတ် ့ပေါ့နော်ဒါဟိုဟာတက်တကားဆရာတော်ရဲ့တရားပွဲမှာအဲပါဝင်ပြီးတော့လူအမြင်တာပေါ့နော်အဲဆောင်းကဘာကြီးလူပြစ်လဲဆိုတော့ဒီတရားပွဲဖြစ်ညာရဲ့အတွက်အဲပတ်စံ30ရဲ့အာနောက်ပြောကြတော့ဒီလူရောက်2000စာအေးအေးပေါ့နော်အာပြီးတော့ကြတော့ဒီညောင်ဆယ်ပင်ဝင်းနေရ ဖျားဆင်းလို့တော့အကုန်လုံးကိုပန်းပေါ့နော်ဟုတ်အဲ့ဒါလေးလူပြစ်ပါလေဟုတ်အရင်တော့ဆိုရင်စောင်းထားပေါ့နော်တက်တကားဆရာတော်ရဲ့ပွဲတွေသွားပြီးဆိုရင်ဟိုဟိုတခြားအလှူရှင်တွေလှူနေရတွေ့တော့ကိုကိုရိုင်းလည်းအမြင်နဲ့လှူချင်းတယ်အဲ့လိုလေးလှူချင်းလိုက်တာအဲ့လိုလေးလှူခွင့်ရရင်ကောင်းမယ်ဆိုတဲ့အတွေ့မျိုးဖြစ်ခဲ့ပေါ့နော်အခုကျတော့ကိုကိုရိုင်းလည်းဒါပါဝင်ပြီးတော့လှူဒန်းခွင့်ရတဲ့အတွက်အရန်ဝမ်းသာတယ်ပြီးတော့ဒါဆရာတော်ကြီးကိုအဓိကတော့ဒီပွဲလေးဖြစ်မြအောင်လုပ်တဲ့ရည်ရွယ်ချက်ကပေါ့နော်ဒါဆရာတော်ကြီးကိုအပြင်မှာမဖူးမြော်ရတဲ့သူတွေအများကြီးပဲရှိတယ်အဲ့လူတွေကိုလည်းဖူးမြော်စေချင်တဲ့စိတ်ဆန္ဒနဲ့ဟိုဒီလိုမျိုးပါဝင်ပြီး င်ပြီးတော့လူတန်းဖြစ်တာပါဟုတ်ဒီဆောင်းအရင်တော့ဆိုရင်လေတက်တကားဆရာတော်ရဲ့အဋ္ဌထန်လေးဆိုရင်ဒါမျိုးညောင်းဆဲပင်ပေါ့နော်ဟိုအရင်တော့လောက်တယ်ဆိုတော့ကိုယ့်တကားတိုက်ပြောမထိရောက်ဘူးအဲ့တော့ဆောင်းဘလို့စဉ်းစားရဆိုဆရာတော်ကြီးရဲ့မြေတောက်ကိုခံယူပြီးမှလုံးမယ်ဆိုတဲ့စိတ်ဆန္ဒနဲ့အာဟိုတလုံးတော့ဆရာတော်ကြီးရဲ့ပွဲလေးတွေသွားဖြစ်တယ်အဲ့ဆရာတော်ကြီးရဲ့မြေတောက်ကိုခံယူတယ်အဲ့မှာအာအဋ္ဌထန်လို့ဖြစ်တယ်ပေါ့နော်အဲ့လိုအဓိကကတော့လေအဲ့အတော်အတွင်းမှာဆောင်းစိတ်ကဟိုဘလို့မလို့ ရင်ညင်ညူးနေတဲ့အချိန်ပေါ့နော်ဒါဆရာတော်ကြီးနဲ့တွေ့သွားတယ်တွေ့သွားတဲ့အချိန်မှာစောင်းဒီအဓိဋ္ဌာန်လောက်တဲ့အချိန်မှာဟိုကျန်တဲ့အရာတွေတိတာတာမတိတာတာအထက်စိတ်လေးကကြီးလာတယ်တနေ့တနေ့ဒီအဓိဋ္ဌာန်ပေါ်မှာပဲစိတ်ရောက်ပြီးတော့လေကိုယ်တိုက်ခိုင်းနေရတဲ့သူတွေကိုယ်မုန်းနေသူတွေအတွက်လေကိုယ်ဘာစိတ်ခံစားချက်မှမရှိတော့ဘဲနဲ့လေကိုယ့်ကိုယ်ကိုပဲပြန်ပြီးတော့ပြန်ကုစားနိုင်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတော့ရှိပါတယ်ဟုတ်မရှိပါဘူးတော်တော်ရုံမှခိုင်မှာ၃လေးမှသိတာပါ တော့ဆောင်းမသိပါဘူးဆောင်းအခုနောက်ပိုင်းတွေးပြတဲ့အတွေ့ရတော့ဗောနော်အာဘယ်လောက်ထိတွေးပြလဲဆိုရင်ငါအရှင်ဘွားဗောနော်သူများကလေးကိုဘယ်လောက်တောင်မယိုင်မီဘယ်လောက်တောင်ရှုံးပါခဲ့တဲ့မိန်းမကြီးဖြစ်လို့လည်းမသိဘူးဗောဒီဘွားမှာဒီလောက်တောင်လူတွေရဲ့အမုန်းခံဒီလူတွေရဲ့အပြောခံလူတွေရဲ့ဟိုရှုံးမာတာကိုခံရတဲ့မိန်းကလေးမိန်းမဖြစ်နေရဗောနော်အဲ့ဒါကျောင်းတော့ဗုဒ္ဓဘာသာအယူအယားကြည့်မယ်ဆိုတော့ဒါဝိခံရတာဗော ော်နော်အဲ့တော့အဲ့လိုတော့စောင်းအောင်တွေးတယ်ငါဝစ်ကျူးတွေအော်အခုစောင်းကိုပြောဆိုနေတာတွေနောက်ပြီးတော့အပြစ်မောမောနော်တချို့စောင်းမဟုတ်ဘဲနဲ့ဟုတ်တယ်လို့ယုံမှနေတဲ့ကိစ္စတွေလည်းရှိတယ်အဲ့တော့စောင်းအဲ့ကိစ္စတွေကိုမရှင်းတော့ဘူးဘာလို့မရှင်းလဲဆိုတော့ဟောငါဝစ်ကျူးတွေကြည်အောင်ဆက်မယ်ဆိုတဲ့စိတ်ခံစားချက်နဲ့ပဲ အကုန်လုံးအပြစ်ခံပြုလိုက်ပါတယ်ဟုတ်အခံစားရပါတယ်ခံစားဆိုအရာရာတိုင်းပေါ့နော်လူဆိုတာကတော့လေကိုကတော့ကိုဘတကောဟိုအမားဆိုရင်တော့အမားလေးကိုကောင်းကောင်းလေးထောက်ပြစေချင်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဆဲဆိုးအဲ့လိုမျိုးအပြပါအများကြီးပေါ့နော်ကိုကိုဒီလိုမျိုးတိုက်ခိုက်တယ်တကယ်ဟို public နဲ့ကောတာပြောကြွဲရမှာအများကြီးတိုက်ခိုက်ကြတဲ့အတွက်တခါကျတော့လေကို့အမလည်းမကင်းပါဘူးကိုရဲ့အပြောဆိုမကောင်းမကောင်းတာတွေနေတိုင်းတက်တာလေးဖြစ်မှာပေါ့နော်အဲ့လိုလေးတော့တွေးပါတယ်ဟုတ်ဟုတ်အဲအဲ့တော့မှဆိုရင်တော့ဟိုဘယ်လိုရမလဲကိုရဲ့ရုပ်ကလေးနဲ့အခုအဲ့တော့ကလေးရုပ်လေးပေါ့နော်ပြီးတော့အဲ့ item တွေဆိုရင်ဆောင်းဒီနေ့တော့မှပြောပြသေးတယ်ဒါ MRT ဖုန်းမှာဆောင်းတို့တွန်းနိုင်မြိုင်မြစ်တာဆိုတဲ့ဇလံတွဲလေးပြန်လွှင့်နေတယ်လွှင့်နေချိန်မှာအဲ့ဒီအချိန်မှသာအခုလိုမျိုးပေါ့နော်ပုံစံမျိုးနဲ့ အာရိုက်ရမယ်ဆိုရင်ဒီတစ်ပုကောင်ရိုက်နိုင်မယ်အဲ့လိုမျိုးအတွေ့လေးပေါ့အဲ့ချိန်တော့မဆိုရင်မပြည့်စုံမှုတွေအများကြီးပဲမှတ်မှတ်ရအဲ့တော့အဲ့ကားရိုက်တဲ့ချိန်အဆောင်တနေ့ကိုမော်ဘီကနေရန်ကုန်နေတိုင်းတနေ့9000ပေးပြီးတော့ကားငှားဝါကားငှားပြီးတော့အဲ့နေတိုင်းသွားတာနေတိုင်းသွားပြီးတော့ မရှိမရှိဘူးလွန်ခဲ့တဲ့6နှစ်9နှစ်ပေါ့နော်အဲ့တော့အဲ့လိုသွားရတယ်သွားပြီးတော့ဟိုပြောအင်ကြီးအဝတ်စားဆိုလည်းမပြည့်စုံဘူးမိတ်ကပ်ဆိုလည်းမပြည့်စုံဘူးကို့မှာအဲ့တုန်းကလိုအပ်ချက်တွေအများကြီးပဲရှိတယ်ပေါ့နော်ဟုတ်အဲဒါတော့အများကြီးပေါ့နော်စောင်းတော့ကဒီအနည်းပညာလောကကိုဘယ်လိုပြောမလဲဆိုတော့အာဘာမှမရှိတဲ့ဘဝနဲ့ဖြတ်သန်းခဲ့တဲ့ကာလကလည်း၈နှစ်လောက်ကြုံခဲ့တာပေါ့နော် အဲ့တော့အဲ့မှာဆိုရင်ဇာတို့လိုင်းကားနဲ့လာရတယ်အထုပ်လေးတွေဆွဲပြီးလာရတယ်ကိုဗေနာလူကကိုဖန်ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးကြီးလဲကြုံရတာပေါ့နော်အဲ့လိုမျိုးပြီးတော့ဇာတို့အရင်တော့ဆိုရင်ဇာတို့ငယ်ပုံကမှပတ်စံရှားတာကြတော့တက်မတော်ခမ်းမမှာအဲတရက်ကို2000လောက်နဲ့မတည့်ရပြီးတော့တနေကုန်ပေါ့နော်အဲ့လိုလေးပတ်စံရှားရတယ်နော်မနော်အဲကိုမိုက်ကြုံခဲ့တယ်အဲ့ဒါလေးအဲ့တော့အဲ့လိုမျိုးလေးဆိုတော့လေဟောအခုချိန်ညတော့လေဒါတွေကပြန်စဉ်းစားရင်လဲအမတ်ရစရာလေးပေါ့နော်ဟုတ်ဟုတ်တယ်ဇာတို့အဲ့မှာရှက်သွားရှက်သွားတော့အဲ့ဒီအလုပ်ကိုရက်လိုက်တာ ရက်လိုက်ပြီးတော့ဆောင်းဒီဟိုဒီဘာလဲဆိုတော့ပတ်စံရှာတာပေါ့နော်အပြင်မှာကိုနဲ့ဒီအနည်းပြညာလောက်ကိုဆက်မလုပ်တော့ဘူးရက်လိုက်တော့မယ်ဆိုပြီးဆောင်းအပြင်မှာ ဟိုတခြားအပြည်ပါလို့ဖေဖေတို့နဲ့ပတ်သက်ပြီးတော့အပြည်ပါလို့တွေလှုပ်ဖြစ်တာပေါ့နော်အဲပတ်စံရှိမှပြန်ဝင်ဖြစ်တာပေါ့ပတ်စံရှိမှတော့မဟုတ်ဘူးပေါ့နော်အနေထားလေးတစ်ခုလောက်ဖြစ်သွားမှပြန်ဝင်ဖြစ်တာပေါ့အဲ့လိုမျိုးလေးပါဟုတ်အဲ့လိုမဟုတ်ပါဘူးဆောင်းတော့တော့ထုတ်ကြီးလေးဆွဲခါရောက်လဲမိတ်ကက်ပြင်သွားမျိုးရှိတယ်အာဘေနာအဲ့လိုမှမမက်ရတိုက်ကြီးကစီလာပေါ့နော်အဲတိုက်ကြီးကဘေးကကောင်မလေးကဆောင်းဆောင်းမက်စတာထားအောင်သွားဆောင်းတိတယ်ပေါ့အဲအဲ့လိုမျိုးလေးအဲ့လိုနှုတ်ဆက်တာပေါ့နော်နှုတ်ဆက်တော့ကျတော့လဲဟိုအဲ့လိုစိတ်ထဲမှာကျတော့လဲ တမျိုးလေးပေါ့အဲ့လိုအဲ့လိုပါပဲအဲ့တော့ကလေးတော့စိတ်ခံစားကြပါသိပ်မမှတ်မိတော့ပါဖြစ်အောင်လုပ်မယ်ဆိုရဲစိတ်ခံစားကြတော့ရှိတယ်ဆောင်းကတခုခုဆိုရင်လက်မလျှော့တတ်ဘူးအဲအဲ့လိုမျိုးတက်ခိုက်တာများလေးအဲ့ဒါကိုဖြစ်အောင်လုပ်ပြမယ်ရကြင်းနေလုပ်ပြမယ်လုပ်ပြမယ်ဆိုရဲစိတ်ခံစားကြတော့ရှိတယ်ဘရောမှတော့အဲ့လိုမျိုးကြီးရှုံးပေးသွားပြီးတော့အဲ့တော့ကလေဆောင်းကအရှုံးပေးလိုက်တာမဟုတ်ဘူးနောက်တလန်းဆုတ်လိုက်တာ နောက်တလန်းဆိုပြီးဘာလို့ရင်တော့ပြန်ဝင်လို့ရမယ်ဆိုတာသိရဲ့အတွက်နောက်တလန်းဆော့လိုက်တာပြီးတော့မှပြန်ဝင်တာပေါ့အဲ့လိုမျိုးပါပဲဟုတ်လူကတော့လေလောဘပေါ့နော်ဘယ်တော့မှရက်တက်မသွားဘူးအဲ့ဒီချိန်ကာလတော့ကလည်းကားလေးစီးနဲ့အိမ်လေးတစ်လုံးနဲ့အလုပ်လေးတစ်ခုနဲ့ရှိရင်ကျင်းနေပြီပေါ့အခုကျတော့လည်းအဲ့လိုမဟုတ်ဘူးဒီတက်ပို့ပြီးအောင်မြင်ချင်တာဒီတက်ပို့ပြီးဘာလို့ချင်တာအဲ့လိုမျိုးပေါ့နော်ဒီတက်ပို့ပြီးတော့ရိုက်ကူးရေးလှုပ်ချင်တာကိုကဒီအနည်းပညာတော့ကိုပြန်ချစ်လို့ပြန်ဝင်ခဲ့တာဖြစ်တဲ့အတွက်ဒီတစ်ခါမှတော့ထက်ပြီးတော့ကိုမှနောက်ဆုံးစရာအကြောင်းမှမရှိဘူးခုနကပြောလို့အများကြီးတိုက်ခိုက်ကြတယ် အခုဆိုရင်ကိုဒီလောကနဲ့ထွက်သွားလောက်အောင်ကိုရုံးမှကြတယ်ဒါပေမဲ့ဆောင်းကပြောချင်တာဘရောမဆောင်းနောက်ပြန်ဆုံးမှာမဟုတ်ဘူးဆောင်းရဲ့အတိတ်ကိုလည်းဆောင်း ဆောင်းမဟုတ်တာမလုပ်ခဲ့ဘူးတေချာတခြားအိမ်တော်ဖြက်စည်းခဲ့ဘူးဆောင်းဘာမဟုတ်တာမှကို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 ဟိုရုံကြည်သွားနေပေါ့နော်ဆောင်းဘာမဟုတ်တာမှမလုပ်ခဲ့ဘူးအဲ့အတွက်ဆောင်းကဟိုဆောင်းတိုက်ခိုက်နေသူတွေကြောင်းနေတော့ဆောင်းနောက်ပြန်ဆုံးမှာမဟုတ်ဘူးဟုတ်ဟုတ်ကဲ့ပါဒါဒီနေ့ကကျတော့ဒါဆောင်းဒီတက္ကသိုလ်ဆရာတော်ရဲ့တရားပွဲလေးမှာဒါပထမဆုံးအနေနဲ့ပါဝင်ပြီးတော့လှူဒန်းပြစ်တာပါဒါဆောင်းရဲ့အလှလေးကိုလည်းအားလုံးကတာရုခွန်နေမယ်လို့ဆောင်းထင်ပါတယ်အခုလိုမျိုးပေါ့နော်တက္ကသိုလ်ဆရာတော်ကိုလာရောက်ပြီးတော့ကုမြောက်ခွင့်ရရတဲ့အတွက်လည်းဆောင်းအများကြီးဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်